ဒီ Facebook account က copyright 6ကျခွန်းချင်းထိပ်ပြီးမှ reuse content တွေထိပ်ပြီးမှ profile အနေအထားဖြစ်ပြီး rich engagement အရန်ကိုကြပြီးမှဒီ profile နဲ့ဆက်ဆက်မှုရှိတဲ့ page တွေမှာ group တွေမှာ post content သွားတင်တဲ့အခါမှာဒီ admin account နဲ့ post content သွားတင်တဲ့အခါမှာလည်း rich engagement အရန်ကိုကြတဲ့အတွက်ကြောင့်ကျွန်တော်ရှိမှ subscribe အတဲ့ account တစ်ခုဖြစ်တဲ့ဒီ account ကိုကျွန်တော်တေချာစစ်ဆေးပြီးမှဒီ account ကဘယ်လို content တင်ထားလဲဘယ်လိုကြောင့်အမှားဖြစ်လဲဆိုပြီးအားလုံးစစ်ဆေးပြီးမှ ဒီ account owner ကိုလည်းကျွန်တော်တေချာလေးပြောပြရှင်းပြပေးသေးစစ်ဆက်ပြီးမှဒီ account မှာ post content တင်မယ်ဆိုရင်တော့ strike မလာအောင် reuse content မလာအောင် block တင်သွားရမယ်အကယ်လို့သူက copy post copy content တင်နေဆိုရင်လည်း copy post copy content တွေကို corporate looking အောင်ဘယ်လို editing လုပ်ပြီးသွားရမယ်ဆိုပြီးအားလုံးအသေးစိတ်ပြောပြရှင်းပြမှဒီ account မှာဖြစ်နေတဲ့ error တွေရှိနေတဲ့အမှားတွေကိုအားလုံးဖြတ်ပြီးမှတေချာစစ်ဆက်ပြီးမှ facebook team ကို request တွေပြုတင်ပြလိုက်တဲ့အချိန်မှာ ရပိုင်းအတွင်းမှာပဲဒီ strike တွေအားလုံးပြတ်သွားခဲ့တယ် reuse content strike တွေအားလုံးပြတ်သွားခဲ့ပြီးမှ profile ကစိမ့်လာခဲ့တယ် profile စိမ့်လာခဲ့တဲ့အတွက်ကြောင့်မို့ profile မှာ post content တင်ပြီးတော့တဲ့ခါမှာ rich engagement တည်တည်တာပြန်ကောင်းလာတယ်နောက်တစ်ခုကဒီ profile နဲ့အခြား group တွေမှာ page တွေမှာ post တင်တဲ့ခါမှာဆိုလေ rich engagement တွေပြောင်းလဲလာတဲ့အတွက်ကြောင့်မို့ profile ရဲ့ performance ကတည်တည်တသာကောင်းလာခဲ့တယ်။ယုံကြည်ပြီး subscribe အတွက်အထူးကိုကျေးဇူးတင်ပါတယ်။